Sagittarius ဓနုရာသီဘွားများအတွက်2025ခုနှစ်နိုဝင်ဘာလတလစာဟောစတန်းကိုကျမတို့ channel ကနေတင်ဆက်ပေးလိုက်ပါရရှင်။အခြေရေး၊ကျန်းမာရေး၊ဝေကျေးပန္နာရေး၊အလောက်ကိုင်းသမွေဝဲကြောင်းနဲ့ပညာရေးတို့ကိုပြပြဆုံဆုံတင်ဆက်ပေးထားတာမျိုးဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးကြဖို့ပြောချင်ပါတယ်။ channel လေးကို subscribe လုပ်ခဲ့ရသေးရင်လည်း subscribe လေးလေးလုပ်ခဲ့ပေးကြပါဦးရှင်။ အခုပထမဦးဆုံးအအခြေရင်းနဲ့ပတ်သက်ပြီးရောပြောပြပေးလိုပါတယ်။ဒီလမှာချစ်ချင်းမေတ္တာဆက်ဆံရေးများမှာပျော်ရွှင်မှုနဲ့တအားစတာဖြစ်မှုကိုဆောင်ကျဉ်လာမှာဖြစ်ပြီးတော့စိတ်ခံစားမှုဆန်ရဆက်သွယ်မှုနဲ့ဆိုင်လာခြင်းနဲ့ပြင်းထန်သောဆွဲဆောင်မှုတို့ရှိလာပါလိမ့်မယ်။သို့တော်လည်းအိမ်တော်သွယ်ဆောင်များအားသကြီးရွယ်မိသားစုဝင်များနဲ့သဘောထားကွဲလွဲမှုများအပါအဝင်သင်ငယ်တဲ့အညီပွားမှုများကဲ့သို့သောစိန်ခေါ်မှုများနဲ့ရင်ဆိုင်ရနိုင်ပါတယ်။လူလူများအနေနဲ့ကတော့နားလည်မှုလွယ်မှားမှုများရှိနေတော့လေ ယုံကြည်မှုနဲ့ဆက်ဆံရေးအသင့်များစတင်နိုင်ပါတယ်ဒါမှမဟုတ်ခံစားချက်များကိုလည်းထုတ်ပေါ်ပြောဆိုနိုင်ပါတယ်ဒီလမှာအသိငယ်တဲ့ပြဿနာများကိုကြီးထွားလာအောင်ခွင့်မပြုရန်သတိထားမှုလိုအပ်ပြီးတော့မိသားစုအတွင်းငြိမ်းချမ်းရေးနဲ့သားအားစတာဖြစ်မှုကိုထိန်းသိမ်းရန်ဦးစားပေးပါလူလူများအတွက်ရေရှည်တငယ်ချင်းများနဲ့ချစ်ခင်ဆက်ဖွဲ့ဆက်သွယ်မှုများရှာဖွေရန်အခွင့်အောင်းဖြစ်ပြီးစုံလင်းများအတွက် ၎င်းတို့၏နောင်ကျိုးကိုခိုင်မာစေရန်နှင့်ထံမိုးရှိသောအမတ်တရများကိုဖန်တီးရန်ချိန်ကောင်းဖြစ်ပါသည်။ချူရိုးရဲ့အနေထားကဂျုံတွဲများကိုမျက်နှာသာပေးပြီးရုပ်ပိုင်းဆိုင်ရာရင်းနှီးပွင့်လွှင့်မှုနှင့်စိတ်ခံစားမှုဆိုင်ရာဆက်သွယ်မှုများကိုပြည့်တင်ပေးတော်လဲလူလူများသည့်မိသားစုနှင့်သက်ဆိုင်တဲ့ဖခင်များနှင့်ရင်ဆိုင်ရနိုင်ပါသည်။စိန်ခေါ်မှုများကိုဝိုင်းရဖြစ်ရှင်းရန်နှင့်ပျော်ရွှင်မှုကိုပြည့်စုံပျော်ရွှင်မှုနှင့်ပြည့်စုံမှုကိုတည်ဆောက်ရန်အတွက်ဆက်ဆံရေးများကိုစာနာနားလည်မှုနားလည်ပေးမှုနှင့်ထိရောက်တဲ့ဆက်သွယ်ပြည့်စုံမှုတို့ဖြင့်ချဉ်းကပ်နိုင်မှုလိုပါသည်။ ဆက်လက်ပြီးကျမရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါတယ်။လာရအစာပိုင်းမှာကျမရေးအတက်ကြများရှိနေတဲ့နေရာတွေပြင်ဆင်ထားပါ။ယောဂဟောင်းများပြန်လဲပေါ့ပေါ့နော်နဲ့တော့ရေသက်တပတ်ကုံပိုင်းမှာတိတအထင်ရှားတဲ့တို့တက်မှုကိုမျှော်လင့်ပါ။လက်ကုံပိုင်းမှာဂျိုရဲ့အနေထားကကျမရေးတို့တက်မှုအတွက်အထောက်ပံ့ပေးနိုင်တော်လဲစိန်ခေါ်မှုရှိသောကာလများကိုဖျက်ကျော်ရန်ကျမတို့လူမျိုးပုံစံကိုထိန်းသိမ်းပါ။အစီအစဉ်ပြင်လာသောအစားအစာများအလုံးစုံစားသုံးခြင်းကိုရှောင်ကြဉ်ပါ။ ။နောက်လည်ပိုင်းမှာတော့ဂျိုဆွမ်းအားများကကျမ်းမာရေးကိုမျက်နှာသာပေးပြီးအစာချေပြတ်မှုဆိုင်ရာပြဿနာများဖြစ်ပေါ်နိုင်ခြင်းရှိတာကြောင့်စားသောက်မှုလေ့ကျင့်များမှာစီကဲရှိရန်အလုံးပဲရေးကြည့်လာပါရစေ။နောက်ပိုင်းမှာတော့ပုံပုံကောင်းမွန်တဲ့အခြေအနေများကိုဆောင်ကျင်းလာပြီးတော့ခွန်အားနဲ့ခံနိုင်စွမ်းရည်ကိုမြင့်တင်ပေးပါလိမ့်မယ်။စီကဲရှိတဲ့အစာတောင်းနဲ့နေ့စဉ်ကိုယ်လည်းလှုပ်ရှားမှုများကိုဦးစားပေးပါ။ဒီတစ်ပတ်ကုန်ပိုင်းမှာတော့ပုံမိုကြိုင်မာပြီးတော့ပုံမိုကျမ်းမာလာပါလိမ့်မယ်။ ခုဒီခါမှာတော့ငွေကြေးဗန္နာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။လားရဲ့အစာပိုင်းမှာဗန္နာရေးဆိုင်ရာကိစ္စရပ်များတဲ့စိတ်ပိုင်းဆိုင်ရာရှင်းလင်းပြသမှုရရှိရခက်ခဲနိုင်ပြီးတော့တတိထားမှုနဲ့ဆက်ရှိတိခတ်မှုလိုအပ်ပါတယ်။ဒါပေမဲ့လည်းရဲတပ်တပိုင်းနောက်ပိုင်းကာလမှာရှင်းလင်းပြသမှုနဲ့ဖြည့်ချက်များထပ်ပေါ်လာမှာဖြစ်ပြီးတော့ဗန္ဒာအေးတို့တက်မှုအတွက်အခြေအနေကိုဖန်တီးပေးပါလိမ့်မယ်။လားလေပိုင်းတွင်ကုန်ကြမ်းစည်များတိုးလာခြင်းကဗန္ဒာအေးကိုဖိစီးမှုဖြစ်စေနေတာကြောင့်သုံးဆွဲမှုများကိုဦးစားပေးခြင်းနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းရန်အတွက်တတိထားပြီးဆုံးဖြတ်ချက်ချမှတ်ရန်လိုအပ်ပါတယ်။ လာရဲ့များတိုးတက်လာတာနဲ့အများဗန္ဒာအေးဆိုင်ရာကိစ္စရဲ့များအတွက်ကောင်းမွန်သောအခြေအနေပေါ်ပေါက်လာမှာဖြစ်ပြီးတော့အရင်းမြစ်များကိုတရားစွာစီမံခန့်ခွဲခြင်းနဲ့ဒီတွင်ဗန္ဒာမှုဆိုင်ရာစိတ်ကူးများကအပြူသဘောဆောင်ရာလက်များကိုရရှိစေလာမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းမမျော်လင့်ထားတဲ့ပြဿနာများဖြစ်ပေါ်လာပါကဘာနက်စွာကင်တွေဖြစ်ရှိနိုင်မှုလည်းလိုအပ်နေပါတယ်။လက်ကုံပိုင်းကိုရောက်တဲ့အခါမှာဘန်နာရေးတိုးတက်မှုအချိန်ဟုန်ရလာမှာဖြစ်ပြီးတော့တတ်မှတ်ထားတဲ့ရလက်များရလာရန်အတွက်စ조사အထောက်မှုတွေဆွဲလုံးလာလိုအပ်ပါတယ်။ခြေတပိုင်းအဆုံးပိုင်းကိုရောက်လာတဲ့အခါမှာထူကြတဲ့ခွေလည်းများပေါပေါလာမှာဖြစ်ပြီးတော့အဲ့ဒီအခြေအနေကိုခွင့်ကောင်းယူရန်အတွက်ခိုင်မာသောဘန်နာရေးစီမံကိန်းချမှတ်ခြင်းနဲ့မဟာဗျူဟာမြောင်းဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကိုလိုအပ်ပြီးတော့နောက်ဆုံးမှာဘန်နာရေးစီမံကိန်းကိုခိုင်မာစေပြီးတော့ရေရှည်အောင်မြင်မှုအတွက်အခြေအနေကိုဖန်တီးပေးပါလိမ့်မယ်။ ဆက်လက်ပြီးအလုံးအကင်နဲ့သမွေးမောင်းချောင်းဆိုင်ရာအကြောင်းအရာများအကြောင်းကိုပြောပြပေးလိုပါတယ်။လာရဲ့အစာပိုင်းမှာတိုးတက်မှုနဲ့အကျိုးအမြတ်များအတွက်အခွင့်အလမ်းများပေါ်ထွက်လာမှာဖြစ်တော်လဲခနဲဦးစိန်ကုံမှုများနဲ့ရှုပ်ထွေးသောပြဿနာများကလလယ်ပိုင်းအထိရှိနေမှာဖြစ်ပြီးတော့စီမံကိန်းချမှတ်မှုနဲ့လင်းမြန်သောတုံ့ပြန်မှုများကိုလိုအပ်ပါတယ်။လလယ်ပိုင်းမှာအလုံးဝင်ကူမှုနာလဲခြင်းဖြင့်ကျွမ်းကျင်မှုဆိုင်ရာ တရားမှုကိုပြန်လည်ပြုပြင်ရန်နဲ့မြင့်တင်ရန်စွမ်းဆောင်ပေးမှဖြစ်ပြီးတော့စနေတကြတွဲခေါ်မှုနှင့်လိုက်လျောညှိတွေ့ရှိမှုတို့ကစိန်ခေါ်မှုများကိုကျော်လွှားရန်ကူညီပေးပါလိမ့်မယ်။ဖီအားများသောလုပ်ငန်းခွင်အခြေအနေများကစိတ်ရှည်တိကျမှုနဲ့အာယုံစဆိုင်မှုတို့ကိုစမ်းသပ်မှဖြစ်တော်လဲတည်ငြိမ်အေးဆေးမှုနဲ့ရင်းချမှုတို့နဲ့စိန်ခေါ်မှုများကိုထိထိရောက်ဖြေရှင်းနိုင်ရန် ဥတီစီပြီးတော့လာရနောက်ဆုံးတော့ကမှာတော့ဂျိုရီရဲ့အထောက်အပံ့တိုးလာပါလိမ့်မယ်အလုံစည်စည်မှုပြတ်တောက်ခြင်းကံမျက်နှာသာပဲမှုများရှိခြင်းတို့ခြုံတွေ့ရပြီးနောက်အပြုသဘောဆောင်တဲ့တရားမှုများကတန်ဖိုးရှိသောတည်ရင်မှုအတွေ့အကြုံများနဲ့စီမံခန့်ခွဲနိုင်သောဖိအားပေးမှုအခြေအနေများကိုဖြစ်ပေါ်စေနိုင်ပါတယ်နောက်ဆုံးမှာတော့လာတိုးတက်မှုနဲ့ အောင်မြင်မှုအတွက်ထူးခြားတဲ့အခွင့်အလမ်းများကိုဆောင်ကျင်းလာမှာဖြစ်ပြီးတော့စီးပွားရေးလားလာများကိုပြန်လည်သုံးသပ်ရန်ခွင့်ရရှိခြင်းကအနာဂတ်ဒုတက်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်တန်ဖိုးရှိသောထိုးထွင်းသိမြင်မှုများကိုပေးပါလိမ့်မယ်။ခန္ဓာရည်စွမ်းလိုက်လုံးကြီးတို့ရှိမှုနဲ့ရှေ့ဆောင်မှုတို့က စိန်ခေါ်မှုများကိုကင်တွယ်ဖြစ်ရှင်းရတဲ့ပေါ်ပေါက်လာသောခွင်လမ်းများကိုခွင်ကောင်းယူရအတွက်လိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများအကြောင်းကိုပြောပြပေးလိုပါတယ်။ဒီလရဲ့အစောပိုင်းမှာမကောင်းတဲ့ဂျိုရဲ့ဩဇာအနာလွန်မှုမှုကြောင့်ပညာသင်ကြားမှုပေါ်အဆုဆိုင်မှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့လည်းစနေတကျချင်းကပ်ပုံနဲ့ချင်းကပ်ပုံကိုကျင့်သုံးခြင်းနဲ့ဆရာသမားများထံမှလမ်းညွှန်မှုရယူခြင်းတို့ကအယဆုဆိုင်မှုကိုပြန်လည်တိုးတက်လာစေပြီးအပြုသဘောဆောင်တဲ့တိုးတက်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။နောက်လည်းပိုင်းမှာတော့ဂျိုအထောက်ပံ့နေရခိုင်မာစွာ စတင်တော့လဲအချိန်ယုံကိုထိသိမ်းရန်အတွက်အာယုံဆူဆိုင်မှုနဲ့လမ်းညွှန်မှုလည်းလိုအပ်နေပါတယ်။ရတတပတ်ကုန်မိုင်းဆိုရောက်တဲ့အခါမှာဖြစ်နိုင်ခြေရှိသောအာယုံပြောင်းလဲမှုများပေါ်ပေါက်လာနိုင်တယ်လို့ဆရာသမားများနဲ့မိဘများဤလမ်းညွှန်မှုပြင်ကင်တွေဖြစ်ရှိနိုင်ပါတယ်။ဂျိုဩဇာအနာလက်မှုများကတည်ယူလိုစိတ်ကိုလှုံ့ဆော်ပေးပြီးဆရာထက်သန်မှုကိုမောင်းနေပေးမှဖြစ်ဖြစ်တဲ့အတွက်ကြောင့်မလို့အတားအဆီးများနှဲပါပြီးတော့ဖွံ့ဖြိုးတိုးတက်မှုခွင့်လန်းများရှိလာပါလိမ့်မယ်။လက်ကုံပိုင်းမှာကနေဦးစိတ်ကုံများအဆုံးသက်တော်လဲတဖြည်းဖြည်းတိုးတက်မှုနဲ့ဘာသာရေးများကိုပုံမှန်နဲ့နဲ့နဲ့နားလည်ရန်အတွက်ဆရာသမားများနဲ့မိသားစုရဲ့ထောက်ပံ့များလိုအပ်ပါလိမ့်မယ်။ ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင် like ကောင်းကြီးဆိုခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလစဉ်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုခြင်းပါတယ်ရှင်အချိန်ပေးပြီးနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရနေရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်